မင်္ဂလာပါသားတို့သမီးတို့ရေဒီချေကတော့ Grade 7မြန်မာစာကိုသင်ကြားပေးမယ့်ဒီချေ Agree ဖြစ်ပါတယ်။အခုသင်ကြားပေးမယ့်သင်ခန်းစာခေါင်းစဉ်လေးကတော့သင်ခန်းစာ6ပြည်တော်စုရင်နာများအချိုးတွဲကဗျာဖြစ်ပါတယ်။ပြည်တော်စုရဲနာများဆိုရွာကတော့ မြန်မာနိုင်ငံမှာနေထိုင်တဲ့တိုင်းရင်းသားပေါင်းစုံ လူမျိုးပေါင်းစုံတို့ရဲ့အထည်အမှတ်ရိုးရာဒလိအကများကိုတင်စားခေါ်ဝေါ်ခြင်းပဲဖြစ်ပါတယ်။တိုင်းရင်းသားတွေမှာသူတို့ရဲ့ကိုးကွယ်ရပါတာရင်ကျေးမှုရိုးရာအကဆိုတာရှိပါတယ်ကွယ်။ဒါဆိုရင်တီချန်နဲ့တူတူကြပြလေးကို မဖတ်ကြည့်ခင်မှာခက်စစ်လေးတွေအရင်ဆုံးကြည့်လိုက်ကြရအောင်နော်တိကိနယာလူကောင်းနှင့် ငှက်ကို ရှိသည်ဆိုသောတတဝါနှင့်ကျင်ကြိုင်ပွဲရခိုင်တိုင်းရင်သားတို့ဤရိုးရာနှပန်းပွဲ၃ချိန်ချိန်တဲ့အလွန်စီကားများပြားစွာ၄ခွာတို့တပင်ပွဲချင်းတိုင်းရင်သားတို့ဤနှစ်တစ်ကူပွဲ၅ဇွဲအလုတ်တစ်ခုကို အာမလျှော့ပဲဆွဲဆွဲမြဲမြဲလှူဆောင်နိုင်သောအစွမ်း၆ ထောင်ကမိမယောက်ျားအများဝိုင်းဖွဲ့၍ကရသော ကချင်တိုင်းရင်းသားတို့ဤအကတမျိုးခုနှစ်ဒုံ ကရင်တိုင်းရင်းသားတို့ဤတွက်လက်မျိုးကြွသောရိုးရာအကရှစ်နောင်ပိန်နောင်ရှမ်းတိုင်းရင်းသားတို့ဤရိုးရာအိုးစီတန်ကိုဖားစီ ကရကရေမွန်တို့သုံးသောခြေသွန်တစ်ဖက်ပိတ်စီ တဆဲမနောပွဲကချင်ရိုးရာနတ်ပူဇော်ပွဲစတိရှင်ကျေးမှု အစင်လာရဝစ္စာစင်ရင်ပြောဆိုကြင်ကြံနေထိုင်မှုများစနစ်ဝညက်ပွဲဝလုံးကင်သူတို့ကပူးချီခွာချီအချက်ကြကြလှောက်ရှားပေးနေသော ဝလုံးများကြားတွင်စိုင်းချက်နှင့်အညီကခုံရသော အကပွဲပြည်တော်စု ယတနာများမြောက်ဖက်စီတို့ခက်ရီနှင်းတွေ့လိတ်နေကချင်းပလွေတန်လွင်အိုးစီနှောထောင်ကာနဲ့မနောအနောက်တကြောတောင်တန်းညိုချင်းရခိုင်ဒီတာဆိုကျွဲချုံမှုတ်လို့အာမန်ဆွဲခွာတို့ကျင်ကင်ပွဲနှင်းမြူဝဲတဲ့အရှိမှား 山塘有马帮，给呢呀的等啦，南北南北架，给也毛给呀当白面，怕是米浆等微微，拉里拉里新鲜味，东呢温暖喂，你别看来被动静，奶奶都不懂，喊奶帮奶，帮老爹。 ဥရွှေရိုးအပ်ကအလှမျိုးမျိုးအဖုံဖုံရင်ကျေးမှုအဆုံးကြီးစုမကုံချိန်ချိန်တဲ့ငါတို့ပြည်ထောင်တဲ့ဒီကြပြလေးကိုတော့20ရာစုမှာဆရာမုံရွာဝင်းဖေကရေးသားခဲ့ခြင်းပဲဖြစ်ပါတယ်။ကြပြလေးရဲ့ဆိုလွန်ရင်အသေးပဲလေးကတော့မြန်မာနိုင်ငံမှာပြည်အောင်စုတိုင်းရင်းသားတွေနေရာနှံ့ပြားနေထိုင်ကြတယ်။ မြမပြည်မြောက်ပိုင်းကို ခီးသွားတဲ့အခါကချေလူမျိုးတွေနေထိုင်ကြတာကို တွေ့ရပြီးတော့ရိုးရာအကမှာထောင်ကအကမနှောပွဲများကျင်းပကြပါရယ်အနောက်ဘက်တကျောတောင်တန်းညိုတွေမှာတော့ချင်းလူမျိုးရခိုင်လူမျိုးတွေနေထိုင်ကြပြီးတော့ချင်းလူမျိုးတွေရဲ့ရိုးရာပွဲတော်ကခွာတို့ပွဲတော် ရခိုင်လူမျိုးတွေရဲ့ရိုးရာပွဲတော်ကတော့အမျိုးသားတွေတန်မာကြန့်ခိုင်မှုကို အားပြိုင်တဲ့ကျင်ကိုင်ပွဲများဖြစ်ပါတယ်။မြူတွေရစ်ဆိုင်နေတဲ့အရှိတ်ဘက်ကုန်းမြင့်ဒေသရှမ်းရိုးမှမှာရှမ်းလူမျိုးတွေနေထိုင်ကြပါတယ်။ရှမ်းလူမျိုးတွေရဲ့ရိုးရာရင်ကျင်းမှုအကကတော့ကိနေရအက ရှမ်းဒါတိုင်းအက ဖြစ်ပြီးရှမ်းအိုးစီတီပီကကြပါတယ်။မြမပြည်တောင်ပိုင်းမှာနေထိုင်တဲ့ ကရင်မွန်ကရလူမျိုးတွေရှိကြပါတယ်။ကရင်ကတော့ရိုးရာအကဖြစ်ပြီးတော့ကရမှာဖားစီတန်နဲ့ကတဲ့ဝညာအကမွန်လူမျိုးမှာတော့မွန်ရိုးရာအကကိုမိချောင်းပတ်တလားဖြင့်တီးပြီးကကြပါတယ်။မြမပြည်ညီပြန်းဒေသမှာဗမာလူမျိုးတို့ဟာ နှဲဒိုးဘတ်တို့ကိုတီးခတ်ပြီးဟန်နဲ့ပန်နဲ့လှောင်ပြောင်ကခုံနဲ့ဥွှေရိုးဒော်မို တငယ်တော်အကစသည့်အကတို့ကို ကပြကြပါရယ်မြမပြည်တွင် နေထိုင်တဲ့ပြည်တော်စုသားများရဲ့ရင်ကျင်းမှုအစုံနဲ့ရိုးရာဒလိပွဲတော်တွေဟာကြည်၍မဆုံး ချိမ့်ချိမ့်သေးစီကားလာတဲ့ပြည်တော်စုသားတိုင်းရင်းသားပွဲတော်များပဲဖြစ်ပါတယ်ဒီကဗျာလေးရဲ့အဓိကအချက်ကလေးတွေကတော့မြန်မာနိုင်ငံမှာတောင်တန်းဒေသနဲ့မြေပြန့်ဒေသဆိုပြီးရှိပါတယ် ်မြောက်ဘက်မှာကချင်အနောက်ဘက်တွင်ချင်းရခိုင်အရှေ့ဘက်တွင် ရှမ်းတောင်ဘက်တွင်မွန်ကရင်နဲ့ကယားစသည့်တိုင်းရင်းသားများနေထိုင်ကြပါရယ်တိုင်းရင်းသားတို့၏အချင်းအမတ်နှင့်ရိုးရာဒလိအကများဟာပြည်တော်စု၏ရတနာများပင်ဖြစ်ပါတော့ရယ်သားတို့သမီးတို့၏အခုတိချဲ့တင်ချားခဲ့တဲ့သင်ငန်းစာ6ပြည်တော်စုရတနာများ အချိုးတွဲကဗျာလေးကိုသားတို့သမီးတို့နားလေသဘောပေါက်မယ်လို့ဒီချက်ယုံကြည်မျှော်လင့်ပါတယ်။အခုဒီချက်ရဲ့သင်ခန်းစာလေးကိုဒီမှရင်ရက်နာပါမယ်။နောက်စာသင်ချိန်မှာပြန်တွေ့ကြရအောင်နော်။